ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ဘုရားသခင်ကိုချစ်တတ်သောသူဖြစ်ဖို့ဆိုတဲ့ကောင်းစဉ်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်။ရှင်မကုခရဝဉ္ဇံအခန်းစနစ်စာပိုက်30နဲ့31ကိုဖတ်ပါမယ်။တင်ပြားကန်တာရာဖျားကိုစင်လုံးအကျွမ်းမဲ့ညာရှိသည်မြတ်အစွမ်းတက်သည့်ရှိသည်မြတ်နဲ့ချစ်လော့ဤပညာသည်ပရမပညာဖြစ် ထိုမှာတပါကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့မြတ်ချစ်လို့ဟူသောဒုတိယပညတ်ဒီပထမပညတ်နဲ့သဘောတူဤဤပညတ်တို့ထက်တိုင်ကြီးမြတ်သောပညတ်မရှိပြည့်မိန်တော်မူ၏။အာယေရှုခရစ်တော်ကိုယ်တိုင်ကနော်ပညတ်တကာတို့မှာဟလာအကြီးမြတ်ဆုံးသောပညတ်ဟာပါလေလို့မေးတဲ့ခါမှာဖြစ်တဲ့နှုတ်ကပတော်ဖြစ်ပါတယ်။အဲ့တော့အကြီးမြတ်ဆုံးသောပညတ်တည် ဘုရားသခင်ကိုစိတ်လုံးအကျွမ်းမဲ့ညာရှိသမျှအစွမ်းတက်တည်ရှိသမျှတဲ့ချစ်ရမယ်။ကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့ညာချစ်ရမယ်။နော်။ဒါအချင်းမျက်ဆုံးသောပညာဖြစ်တယ်။ဒါလိုပြောချင်တာဖြစ်တယ်။အဲ့တော့အဲ့ဒါဆိုရင်ဘုရားသခင်ကိုချစ်တယ်ဆိုတာကနော်။ဘာဖြစ်လို့ကျွန်တော်တို့ဟိုချစ်နိုင်ရမှာလဲ။ ဘုရားခင်ကရုတ်ချောလားလှလားဟာလားရရှိလားတာပြူလားမဲလားမမြအောင်နောင်ညင်ဖြစ်တယ်ဟောအဘလို့တို့ကချစ်တယ်လေအဲ့ဒါကိုကျွန်တော်တို့ဘာဖြစ်လို့ချစ်တတ်တယ်လဲပေါ့လူကဘုရားကိုဒါလေးကိုကျွန်တော်ရှင်းပြတော့မှဖြစ်ပါတယ်နော်တိရောအခန်းလေးစပတ်စကူမှာဘုရားခင်နဲ့ငါတို့ရှိဦးဆိုချစ်တော်မူတော့ကြောင့်ငါတို့ဘုရားသခင်ကိုချစ်ကြဤ အဲ့တော့ဘုရားသခင်ကိုချစ်တတ်ဖို့ကဘာသိဖို့လို့ဆိုဘုရားသခင်ကကိုယ်အရင်ချစ်တယ်ဆိုတာနော်ဘုရားသခင်ကကိုယ်ဘယ်တော့တော့ချစ်တယ်လဲဆိုတော့ဘုရားရဲ့ချစ်ခြင်းမြတ်တာနော်ခြေစုပ်ကယုနာကိုသိနာလဲဖို့နံပါတ်1အရေးကြီးပါတယ်အရေးကြီးပါတယ်အဲ့တော့ဘုရားကဘလို့ချစ်တယ်လဲဆိုတာကတော့နော်ကျွန်တော်ယုံကြည်သူဖြစ်တဲ့အထွေထွေချင်းပြဖို့မလိုဘူးပေါ့နော် မိမ၌တပါတီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူ၏ဟုတ်လားဟောယောမ58မှာဆိုရင်လည်းပါလေလောကတိုင်မှာသားတော်အသေးခံသည့်တိုင်အောင်ဟောကျွန်တော်ကိုချစ်တယ်ဆိုတော့ထင်ရှားစွာပြတယ်တဲ့အဲ့တော့ဘုရားကကို လူသားတွေဖြစ်တဲ့ကိုကိုနော်အပြစ်ရှိရသားနဲ့အပြစ်ငဲမဲ့ကြမဲ့တန်အတွက်ကိုစားလောကတိုင်မှာအသေးခံပြီးတချို့ပြီး300မြောက်သောနေ့မှာအသက်ရှင်ခြင်းအဖြစ် ကိုရွေးနှုတ်တဲ့အထိအသက်နဲ့အမြတ်ရွေးနှုတ်တဲ့အထိချစ်တယ်နော်အဲ့ဒါကိုနားလည်ဖို့နံပါတ်1အဲ့ဒါနားလည်ရင်ဘာဖြစ်လဲဖယောင်းပြန်ချစ်တတ်မှာပေါ့ဒီနေရာမှာတော့သူကရည်ကြည်တာကဘလောက်ထိကိုချစ်တယ်လဲပေါ့အဲ့ဒါကသူကကိုမှာဘလောက်အပြစ်ရှိတယ်ဆိုတာကိုနားလည်ခြင်းဖြစ်တယ် ိုယ်မှာဘလောက်အပြစ်ရှိဘလောက်တောင်မှအပြစ်ခွန်းလို့ချင်းခံရတယ်ဆိုတော့ကျေးဇူးတည်တဲ့စိတ်များလေဖျားသခင်ကိုအလွန်ချစ်တတ်လေပဲသူတို့ပြောတာတွေ့ရတယ်လောကခန်းခွန်စာပိုက်48မှာထို့ကြောင့်ငါဆိုဒီကသူဒီများစွာသောအပြစ်တို့နဲ့လွတ်သည်ဖြစ်၍အလွန်ချစ်တတ်အနည်းငယ်သောအပြစ်လွတ်သောသူဒီအနည်းငယ်မြတ်သာချစ်တတ်သည်ဟုမိန့်တော်မူ၏ သူအပြစ်လွတ်တာကတော့လူတိုင်းအများကြီးလွတ်ချင်းခံရတယ်တော်ရင်ဘလောက်ထိငါအပြစ်ကိုလွတ်တယ်ဆိုပြီးတော့မှအများကြီးငါမှာအပြစ်ရှိတယ်ဆိုတော့ကိုယ့်ကိုဝန်ခံတက်ပြီးတော့မှကြီးစုများများသိတော့သူကများများချစ်တယ်လို့ပြောချင်တယ်နော်နည်းနည်းပဲသိတဲ့သူကနည်းနည်းပဲချစ်တယ်လို့ပြောချင်တာဖြစ်တယ်ဒါဆိုရင်တော့နော်ဖယားသခင်ကြီးစုကိုများများသိတတ်ဖို့လိုတော့ဗောများများသိတတ်ဖို့ဘာလို့မလဲစံစားဖမ်းရမယ်နားထောင်ရမယ် ါအဲ့ဒါကိုအဲ့ဒါမှကျွန်တော်ကပါလေဘုရားသခင်ကိုချစ်တတ်မယ်ချစ်ဦးတင်မကများများလေးအလွန်ချစ်တတ်မယ်သူလိုပြောချင်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဘုရားသခင်ကိုချစ်တယ်ဆိုတဲ့နေရာမှာသူနဲ့သဘောတူတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့မျက်ချစ်ရမှာဖြစ်တယ်ဘုရားသခင်ကိုချစ်တယ်လဲပြောပြီးတော့ကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့မျက်မချစ်ဘူးဆိုရင်အဘုရားကိုချစ်ရမရောက်ပြန်ဘူး ัวดันตูဖြစ်နေတယ်အဲ့ဒါဆိုရင်ကိုနဲ့ဆက်ဆိုင်တော့သူကိုကိုနဲ့အမြချစ်ချင်းအဖြစ်ဘုရားသခင်ကိုနော်အဲချစ်တတ်တော့သူဖြစ်ဖို့ဘာလို့လဲယောမခန်းငါစာပိုက်ငါမှာနော်ငါတို့အပေးတော်မူတော့ဝိညာဉ်တော်သည်ငါတို့ရဲ့စိတ်နှလုံးထဲမှာဘုရားသခင်မြတ်တာတော်ကိုညွှန်လောင်းတော်မူ၏ ပြောတာတွေ့ရတယ်။အဲ့တော့အရေးကြီးတာကယုံကြည်သူတိုင်းကိုဘုရားသခင်ကသူ့ရဲ့တန်ရှင်သောဝိညာဉ်တော်ပေးတယ်။အဲ့တန်ရှင်သောဝိညာဉ်တော်ဘာလို့လဲ။ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်ရဲ့စိတ်လုံးထဲမှာတွန်းလောင်းတယ်။ပြောချင်တာချစ်တတ်သောသူဖြစ်အောင်။နော်။ကိုနဲ့ဆက်ဆံသောသူကိုနဲ့မြတ်ချစ်တတ်သောသူဖြစ်အောင်။တော့ဝိညာဉ်တော်ကမဆတယ်လို့ပြောချင်တာဖြစ်ပါတယ်။ဆိုတော့အရေးကြီးတာက ကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့မြချစ်တတ်ဖို့အတွက်နော်အဲ့လိုချစ်ချင်းအဖြစ်ဘုရားသခင်ကိုချစ်တတ်တော်သူဖြစ်ဖို့ဘာလို့လဲလူဘက်ကနာခံခြင်းပေါ့ဝိညာဉ်တော်ရဲ့ဟာလားမဆချင်းကိုကျွန်တော်တို့ကနော်တုန်တင်လန့်ပြမှုကိုနာခံဖို့လိုပါတယ်အဲ့ဒါဆိုရင်တော့ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့မြချစ်တတ်မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဘုရားသခင်ကိုချစ်ရရောက်ပါတယ် အဲ့တော့ပြန်ချုပ်မယ်ဆိုရင်တော့ဒီနေ့ဘုရားသခင်က ကျွန်တော်ကိုသူ့ကိုချစ်ဖို့ဟောတောင်းဆိုရဲဟာလာသူ့ချစ်ချင်းဒီကိုနဲ့ဆက်ဆိုင်သောသူကိုကိုနဲ့မြတ်ချစ်ချင်းနဲ့အတူတူပဲဖြစ်တဲ့အတွက်ဘုရားသခင်ချင်းကိုနဲ့ဆက်ဆိုင်သောသူကိုနဲ့မြတ်ချစ်ရမယ်အချိန်ကပါလေဘုရားသခင်ကိုချစ်တယ်ဆိုတာကိုအရင်သိနားလည်ဖို့ဖြစ်တယ်ပြီးဘုရားသခင်ကိုပြန်ချစ်ဖို့ဖြစ်တယ် ဘလောက်တချီရမလဲဆိုတော့ဖခင်ဂျေဇုကိုများများသိပြီးများများခံစားတတ်တော်သူကဖခင်တခင်များများချစ်မှာဖြစ်သောကြောင့်ဖခင်ဂျေဇုငါ့ကိုဘလောက်ထိအပြစ်ခွန်လုပ်ခဲ့တယ်ဆိုတာကိုများများသိအောင်ကျမ်းစာများဖတ်ဖို့ဉာဏ်နှားထောင်ဖို့လိုတယ်အဲ့ဒါဆိုရင်တော့ဖခင်တခင်ကိုများများချစ်မှာဖြစ်ပါတယ်သူနဲ့ညီတာကတော့ဗာလဲ ိုနဲ့ဆက်ဆိုင်တော့သူကိုနဲ့မျက်ချစ်ဖို့ကြတော့လူလူချင်းချစ်ဖို့မလွယ်ဘူးနော်ကိုနဲ့ဆက်ဆိုင်တော့သူဆိုတာဘာလဲလို့ပြောရင်တော့နော်ကိုရှင်မှာဒုက္ခရောက်နေတဲ့သူတွေအကိုနဲ့ဆက်ဆိုင်တာပဲပြီးရင်ဘာလဲယုံကြည်သူချင်းချင်းနေဟာလားကိုယ်မိဘညီကိုမောင်နှမတွေပေါ့ကိုပေါင်းချင်းမှာရှိတဲ့သူတွေကိုနဲ့ဆက်ဆိုင်တော့သူတွေဖြစ်တယ်အထူးသဖြင့်တော့ကိုရှင်မှာဒုက္ခရောက်တော့သူအကိုနဲ့ဆက်ဆိုင်တော့သူဖြစ်ဆုံးမဲ့ နော်ယေရှုခရစ်တော်ကိုရှင်ပြတဲ့ခုနအောက်ပိုင်းဖတ်မယ်ဆိုအဲ့လိုတွေ့ရတယ်အဲ့လိုချစ်တတ်ဖို့ကဘာလို့လဲဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့တုန်တင်လမ်းပြမှုသူပေးတဲ့ခေါ်ငါတို့မတတ်နိုင်တဲ့အမှုမှာဝိညာဉ်တော်မဆတော်မူ၏လို့ပြောတယ်အောက်ပိုင်းဖတ်မယ်နော်ယောမခန်းငါစာပိုက်ငါအောက်ပိုင်းဖတ်မယ်ဆိုတော့ဝိညာဉ်တော်မဆမှာဖြစ်ပါတယ်ကိုမတတ်နိုင်အဲကိုကနာခံခြင်းနဲ့စိတ်နှလုံးရှိဖို့အရေးကြီးတယ်နော်နာခံမယ်ဆိုရင်တော့ခုနပြောတဲ့ ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့မြချစ်တယ်အဲဆိုတော့ဘုရားသခင်ချစ်ရလဲရမှာဖြစ်ပါတယ်လို့ခွာပေးနေနေကိုချုပ်ပါတယ်ဘုရားသခင်နေတင်တို့အလုံးကောင်းချီးပေးပါစေတော့အာမင်